အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိဘူးစားပြီဟုတ်တယ်သူများရဲ့ဆိုအဲ့လိုဟင်းလေးထမင်းလေးနဲ့တေချာလေးအဲ့လိုနဲဖက်ပြီးတော့စားတတ်တယ်လေသမီးကအဲ့လိုမဟုတ်ဘူးထမင်းစားရင်ထမင်းကိုပါဇက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပါဇက်တဲ့ထပ်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားထမင်းသိအဲ့လိုရောစားရောတိတ်မတက်ဘူးထမင်းမစားရလားအဲ့ပေါ်ဒါဟိုရှိပြီပေါ့6လ9လရှိလားမစားဘူးဆိုမှတခြားဟာလေးရောစားပါ့မယ် 你让我老家，你跑你家了？你家了你？你想我老弟老家？ဒီကာကြီးကဆိုတဲ့ဇာကားလေးပေါ့နော်ဒီကားလေးရိုက်ထားတော့မိလဲတော့နှစ်နှစ် နှစ်နှစ်နီးပါးလောက်ရှိပြီပေါ့နော်အဲအဲတော့ကရိုက်ခဲ့ဟာတာကားလေးပါဟာတာကားလေးဆိုပေမဲ့ဆက်စားခြင်းဟာတာဆိုပေမဲ့တဝက်လောက်ရောက်လို့ရှိရင် drama လေးနဲ့အာဒါအရင်အောင်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတကားဖြစ်မှာပါအဓိကမိသားစုအချင်းချင်းစီးလုံးပုံလေးကိုဖော်ကျူးထားတဲ့ဇာတ်ကားလေးတကားဖြစ်ပါရဲ့ရှင့်ဟုတ်ဟုတ်ပါတယ်ဇာတ်ကားတော့ ဟုတ်ဆက်ဆာချင်းတော့အရင်ရှိရမှာပါအထူးသဖြင့်မာကြီးဆိုးရဲဘုခင်လာရဲ့နေရာလေးလေးဆိုတော်တော်ရှိရမယ်မေလာနဲ့ဆိုလို့ရှိရင်ကားထဲမှာတော်တော်များများတွေ့ရဆိုမဆွီနဲ့ပေါ့နော်မဆွီနဲ့ဆိုလို့ရှိရင်သူညီမတွေဟိုညီမတွေဆိုတော့အဲ့မှာအရင်ဟိုရှိရတဲ့အနေထားနဲ့ပေါ့နော်မဆွီနဲ့ရန်တူလိုက်ဖြစ်တယ်အဲ့လိုပုံစံမျိုးလေးတွေ့ရမှာပါဟုတ်ပြောဖို့ကောင်းပါတယ်ဟုတ်ဒီတော်တော်ဆိုးတာပဲဤတမီးတော့အဲ့လိုမပြောနဲ့မေးတမီးလားတမီးအခက်ခဲကိုလေကိုယ့်ကိုဖြေရှင်းရတာတအိမ်လုံးကဘယ်သူကဝိုင်းပြီးဖြေရှင်းပေးလို့လဲ မကြီးကအရန်ချစ်ဖို့ကောင်းတယ်အာမေလာကိုဆိုလို့ရှိရင်လည်းအမတင်ပေးရပေါ့နော်သူလည်းချစ်ပါတယ်အဲ့လိုမျိုးဟဲ့နေရတဲ့ဟာတာရအရန်လုတ်တက်တဲ့ပါညာဆိုပြီးအဲ့လိုမျိုးအဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့ရိုက်ကူးကြတဲ့ဟာတာကားလေးပါအမအမတို့ကြည့်လို့ရှိရင်သိပါလိမ့်မယ်ဟုတ်ဟာတာ ဟုတ်ရေမုံမြက်မြက်လေးနဲ့ကကြတော့ဒီကိုင်းမှာသူနဲ့ကတိတ်ပြီးတော့အစုံတော့တိတ်မရှိဘူးပေါ့နော်အသူလေးကကြတော့ဟိုဟာပေါ့ဟိုဒီမိသားစုတဲ့ဟိုဟိုရောက်လာတဲ့ကောင်မလေးတယောက်အနေနဲ့ပေါ့နော်အဲ့တော့မိလာတို့ကြောင့်တစ်ဖက်မိသားစုအနေထားမှာရှိရဲသူနဲ့ကကြတော့ကိုထိုင်ရုံနဲ့ကပုံများမထင်နဲ့ဟုတ်တက်ပြီးမှတက်တက်တက်နဲ့ညံမကောင်းတဲ့ကြာနေပြီးတော့ပေါင်းကနှုတ်ကမြောက်ကစားရနော်အမ မှာလက်တွေအချိုးရတာမေရတားပြင်မလားရှင်းမဖြစ်ရလေမင်းမင်းကြီးပါရဲ့ဟုတ်အဲ့တော်တော်ကြီးရဟိုခြေောက်တွေပါလက်တွေပါပါရဲဆိုတော့အာမဆွေရအဲ့မှာသူနဲ့ကတော့အကြီးရဆုံးပဲပေါ့နော်အဲ့လိုကြီးရရဲ့အခန်းနေလဲအထက်မှာအများကြီးပါပါရဲ့ဟုတ် ဟုတ်အခက်ခဲရမရှိပါဘူးဟာသားလို့ရတာပြောဖို့ကောင်းပါတယ်အဲမီလာတော့ကလည်းဟာသားလို့ရတာအဆင်ပြေတော့လေဒီမှာဆိုကာကြီးကဆိုရဲစကားအဲနံပါတ်အတိုင်းအများရန်ကနေရပေါ့အဓိကဟုတ်ဟုတ်မိသားစုကဒီ low speaker ငားတဲ့ဟာဆိုတော့လေအများရန်ကထိတ်ဆုံးကကပေါ့ချိုမာဆိုရဲ character လေးကတယောက်ဆောင်ထားပါတယ်တဝက်လောက်ကြလို့ရှင်တော့မီလာ character ဟိုအားလုံးထဲမှာဟိုလိုပေါ့စိတ်ဟိုလိုပေါ့ဝမ်းနည်းစရာကောင်းတဲ့အနေထားလေးတစ်ခုဖြစ်သွားမှာပါစကားတဝက်လောက်ရရင် drama လေးပါပါပေါ့ပြောင်းလဲမှုရှိလားဆိုတော့မီလာအဲအဲ့တော့အရန်ဝရယ် အရန်ဝရပေါင်120ကျော်130နီးပါးလောက်ရှိမယ်120ကျော်130နီးပါးလောက်ရှိမယ်အခုတော့130လောက်ပဲရှိရောလဲဆိုတော့အဲ့တော့မျက်နှာအရန်ဖောင်းကားပြီးဝရအထက်ပါဟုတ်အဲ့နောက်ပိုင်းမှာလည်းအခုလိုမျိုးခါတဲ့ဒီလိုမျိုးသဘောကျခုလိုပိန်နာလေးကိုသဘောကျရမှာဟုတ်ဝရကြတော့လေအဲ့တော့ပါးရည်လဲဖောင်းမေးစီရနှစ်ထပ်ကြီးရနေလဲဆိုတော့မှန်တမ်းပြောအဲကားရိုက်တော့မိလားနှာခေါင်းတော့မပြင်ရသေးဘူးတနိုင်ငံလုံးဝိုင်းပြောရလဲမခံဘူး ။နှာခေါင်းလည်းမပြားသေးဘူးဆိုတော့အဲတော့နှာခေါင်းလေးကလည်းပြပြလေးပေါ့နော်။အဲပါကလည်းဖောင်းတယ်။မေးကလည်းနှစ်ထပ်ဆိုဖတီးမချုံမာလေးဖြစ်နေအောင်ဟုတ်။အဲ့တော့အရင်တော့မေလာတန်ဆင်ပြန်ကြည့်ရတော့ပဲပုံစံလို့ရှိတယ်။အရင်တော့မေလာတန်ဆင်ပဲ။အရှိကထွက်ခဲ့တဲ့ကားဆိုတော့အရင်တော့မေလာတန်ဆင်ပါပဲ။အခုမေလာတန်ဆင်ဘဝမှာကားတွေကမထွက်သေးဘူးဖြစ်နေ။ဟုတ်။အခုအရင်ကတောင်းနေပြီးတော့ ပုဂ္ဂိုလ်ချောလိုက်လို့မပြောပါဘူးချောလည်းမချောပါဘူးအဲဝိတ်လေးနည်းနည်းကြာသွားတော့ဘာပဲပြောကြည့်ပြောရှိပြောလို့နည်းနည်းရှိလာပေါ့နော်အဲတော့ဝနေရောနည်းနည်းအဲ့လိုထမင်းရမ်းစားကောင်းတဲ့ပုံပေါက်နေရပေါ့အဲထဲမှာဟုတ်တက်တုတ်ဖြစ်နေရပေါ့ဟုတ်ဟုတ်သမီးသမီးမစားဘူးပေါ့ဟုတ်သမီးနေလည်းမစားဘူးညလည်းမစားဘူးဆူရှီလေးစားတယ်ဟုတ်အေးတောက်တယ် အခုတိအခုလည်းမစားဟုတ်အရင်ဟုတ်တွေ့မစားဟုတ်တနေ့လောက်ရှိဟုတ်တမင်လုံးအောင်စားအခါရောစားချင်တယ်ဒီပါအဲ့လိုအမေဒီပါရတော့ဟိုတခိုင်ကြသူတို့စားရင်ခွန်ကျွရပါတော့နော်ခွန်ကျွရလဲဘာလို့စားတာပါပဲနော်ကိုယ့်ကိုမစားလဲသူများခွန်ကျွရလဲစားပြစ်သွားတာပဲဆိုတော့နှလုံးသုံးလုံးလောက်ကတော့တနေ့တနေ့တည်းတော့ဝင်တော့ဝင်ပါတယ်ဒါပေမဲ့ပုံမှန်အဲ့လိုသမင်းတပကံနဲ့ထိုင်စားရမျိုးအဲ့လိုမရှိတော့ဘူးအဲ့တော့အိမ်မှာဆိုအိမ်ကသမင်းစားရဆိုကိုယ်ဘယ်တော့မှမခေါ်ဘူးသူကသူတို့ပဲစားကြဟုတ်အဲ့ချင်တော်တော်လေးဖြတ်ပါရတာတော့တော့ရှောက်နေတယ်အများကြီးစားတာ ဝါတာဝါတော့ထမင်းစားရဲ့အကျင့်ကိုဖြတ်လိုက်တာဘာမှမစားဘူးမုတ်ပဲစားရဲတရေစားရဲပဲစားရဲအဲ့တော့ဝိတ်ကကြာရင်ကြာရင်နဲ့အဲ့လိုဖြတ်တာမချရဲဘာပြောသွားရဲပြောသွားရဲထပ်တော့မချတော့ထမင်းမစားရလားအဲ့ပေါ်လာဟိုရှိပြီပေါ့6လ9လရှိလားရှိမစားဘူးဆိုရင်တခြားဟာလေးရောစားပါမယ်အဲ့လိုထမင်းကိုမင်းနဲ့ဆက်ဆက်မကြိုက်တဲ့လူတော့ဒီကိုလည်းထမင်းကိုမစားကြည့်အောင်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲမသိဘူး ပြီသူများရဲ့ဆိုအဲ့လိုဟင်းလေးထမင်းလေးနဲ့တေချာလေးအဲ့လိုနယ်ဖက်ပြီးတော့စားတတ်တယ်လေသမီးကအဲ့လိုမဟုတ်ဘူးထမင်းစားရင်ထမင်းကိုပဇက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပဇက်တဲ့ထက်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားထမင်းတိတ်အဲ့လိုရောစားတာကိုတိတ်မတက်ကိုဆိုင်စီလေးလည်းအဲရုပ်ရှင်ရိုက်ပြီးတော့အဲအဲ့လိုပေါ့တချင်းဆိုဖို့ဖြစ်သွားတာပေါ့နော်ဒီတိုင်းလေးပဲအပျော်လေးပဲဆိုနေနေအဲ့လိုလေးရိုက်ရိုက်ဖြစ်သွားတာပါအဲ့တချင်းလေးကဟုတ်ဟုတ် ဒီကားလေးကအရန်ကိုပျော်ပျော်ရှားကောင်းတဲ့ကားလေးတကားဖြစ်မှာပါအဲ့လိုပေါ့နော်အဓိကကြည့်လို့လည်းကောင်းမှာပါဒရမာလေးလည်းပါတယ်ဟာတာလေးလည်းပါတယ်ဆိုတော့မိသားစုအကြောင်းဖော်ညွှန်းထားတဲ့စကားလေးတကားဖြစ်မှာပါအားလုံးကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်